်မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့လေနည်းနည်းလေးနှစ်နှဲပါတယ်အဲ့ဒါကဖျားသခင်ကကျမတို့တည်တဲ့အချင်းတို့နေရာတို့ဖြစ်ဘတ်မှာဘလို့တည်ရှိနေတယ်လဲဆိုလာပါပဲဟုတ်ကဲ့ဒီအတွက်အကျန်းစာပိုက်တွေပြီးတော့ဘာသာရေးတုံးတွက်ချက်တွေပါတဲ့အရင်းမြစ်တွေကိုအခြေခံပြီးတော့လေဖျားသခင်ရဲ့ထာဝရသဘာဝဖန်ဆင်းခြင်းအပေါ်သူ့အမြင်နောက်ပြီးတော့ကျမတို့လို့ဖန်ဆင်းခံတဲ့အကအတက်တွေအကြောင်းပြောကြမှာပါဟုတ်ပါတယ် ဒီဆွေးနွေးမှုရဲ့အတိတ်ကယူရချက်ကတော့အဆုံးမရှိတဲ့ဘုရားသခင်ရဲ့တဘာဝကသူဖန်ဆင်းထားတဲ့အချိန်တို့နေရာတို့နဲ့ဘလို့ဆက်ဆက်နေတယ်လဲဆိုတာကိုနည်းနည်းလေးနည်းနည်းနဲ့ချင့်ဖို့ပါပဲအထူးသဖြင့်အဲ့ဒီကန့်တချက်တွေကိုသူဘလို့ကြော်လွန်နေတယ်လဲဆိုတာပေါ့နော်။အင်းဟုတ်တယ်။အဲ့ဒီမှာစိတ်ဝင်စားစရာအချက်တစ်ခုကအရင်မြစ်တွေမှာပြောထားတာကလीဖဲသခင်ရဲ့အမြင်မှာဆိုရင်အချိန်နဲ့နေရာဆိုတာတွေကတစ်ချိန်တည်းမှာမရှိသေးလို့ဖြစ်နေပေမဲ့ဟုတ်ကဲ့ တချိန်တည်းမှာပဲဖိဖိဆုံးပြီးသားလေးဖြစ်နေတယ်ဆိုတဲ့အယူဆပဲ။အိုးဒါတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ဟုတ်တယ်။ဒါကအချိန်နဲ့နေရတယ်မှာပဲနေရတယ်ကျွန်တော်တို့ဖန်ဆင်းခံနေရအမြင်နဲ့ဘလောက်ကွာခြားလဲဆိုတာစာပြီးကြည့်ကြတာပေါ့လေ။ဟုတ်ကဲ့။ ဒါဆိုပထမဆုံးအချက်အနေနဲ့ဖျားသခင်ရဲ့ထာဝရတည်ရှိမှုနဲ့သူကအခြေအနေအရကိုဘလို့ကြိုးလွန်တယ်လဲဆိုတာစလိုက်ကြအောင်။စာလံကျမ်းမှာဆိုထားတယ်လို့မယ်နော်။တောင်နေမတည်ရှိခင်ကဘာကြီးမဖန်ဆင်းခင်ကတည်းကကိုတော်ကအစဉ်ထာဝရတည်ရှိတဲ့ဖျားဆိုပြီးတော့လေ။ဟုတ်ပါတယ်။အစာလည်းဟုတ်တယ်အဆုံးလည်းဟုတ်တယ်ဆိုတာကိုလည်းဖျားရိတ်ကျမ်းမှာတွေ့ရတယ်မဟုတ်လား။မှန်ပါတယ်။ဆိုတော့ဒီကျမ်းပိုက်တွေကဘာလို့ဆိုလို့ရှင်းတာလဲဆိုရင်ဖျားသခင်ကအချိန်ရဲ့အစာမှာရောအဆုံးမှာရောရှင်းနေတယ်။တနည်းအားဖြင့်အချိန်ဆိုတဲ့စီးအကြောင်းကသူကိုကန့်တယ်လို့မရဘူးပေါ့။ဟုတ်ကဲ့ဟုတ်ကဲ့။ ကျွန်တော်တို့ဖန်ဆင်းကနေတက်တော့နေ့တစ်ထောင်ဆိုတာအကြာကြီးလေဟုတ်တာပေါ့ဒါပေမဲ့ဆာလန်ကျမ်းမှာပဲဖျားသိမ်းရဲ့အမြင်မှာတော့အဲ့ဒီနေ့တစ်ထောင်ကမနစ်တနီကလိုပဲဒါမှမဟုတ်ညတရံလောက်ပဲတဲ့သူ့အမြင်နဲ့ကျွန်တော်တို့အမြင်လုံးဝကွာခြားတာကိုပြနေတာဟုတ်ပါတယ်ပြီးတော့သူကအချိန်တိုင်းနေရာတိုင်းမှာအမြဲရှိနေတယ်ဆိုတာလေဆာလန်တို့တပုတ်မှဆိုကိုတော်ရဲ့ဝိညာဉ်တော်နဲ့လွတ်အောင်ဘဲကိုတွားရမလဲမျက်နာတော်နဲ့ကွယ်အောင်ဘဲကိုပြေးရမလဲအင်းကောင်းကင်ကိုတက်ရင်လည်းရှိတယ် မျက်နာနိုင်ငံကိုဆင်းသွားရင်လည်းရှိနေတယ်ဆိုပြီးတော့ယေရမိကျမ်းမလဲငါဟာကောင်းငင်နဲ့မြေကြီးကိုပြည့်စည်တဲ့ဘုရားမဟုတ်လားလို့မိထားတာရှိတယ်နော်ဟုတ်ကဲ့ဆိုတော့အတိတ်ပစ္စုပန်အနာဂတ်အားလုံးကတိုးတက်တော့တချိန်တည်းတပြိုင်တည်းယခုဖြစ်နေတယ်လို့မျိုးပေါ့ဟုတ်ပါတယ်ဒီနေရာမှာဆက်ပြီးစဉ်းစားစရာကအဲ့လားပဲဘုရားရှင်ကအချိန်နဲ့နေရာကိုအတိအကျဘလို့သဘောထားတယ်လဲဆိုတာကိုကျွန်တော်တို့ဖန်ဆင်းခံနေရအပြည့်အဝနားလည်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေဟုတ်ကဲ့ကျွန်တော်တို့တွေ့ တကယ်ရှိနေတဲ့အချင်းတို့နေရာတို့ဆိုတာတွေကသူ့အမြင်မှာ ကျွန်တော်နားလဲတဲ့တီရှိချင်းပုံစံမျိုးဟုတ်ချင်မှာဟုတ်မှာอืมဥပမာလေးတွေရှိသေးတယ်နော်ဟေးရှာရာချမ်းမှာတိုင်းနိုင်ငံတွေကရေပုံထဲကရေတစ်ဆက်လို့ပဲချင်းခွန်းပေါ်ကဖုံးမွန်လို့ပဲဆိုတာမျိုးဟုတ်တယ်ဆာလာမလဲနိုးလာရင်အိမ်မက်ကိုမထီမက်မြင်လွတ်တယ်လို့ဆိုတာမျိုးပေါ့ဖန်ဆင်းကလော်ကကြီးတစ်ခုလုံးကသူ့ရှိမှာဘလောက်တင်းခဲ့တယ်ဆိုတာကိုပြနေတာအဲ့ဒီအချက်ကကျမတို့ကိုနောက်တစ်ဆင့်ခေါ်သွားပြီး တည်ရှိခြင်းနဲ့မတည်ရှိခြင်းဆိုတဲ့ကိစ္စပေါ့ဖန်ဆင်းခံတွေကတော့အချိန်နဲ့နေရာထဲမှာပဲရှိနိုင်တယ်တချိန်ကမရှိခဲ့ဘူးဒါပေမဲ့အရင်မိတီကပြောတာကဖျားသခင်အတွက်ကြတော့မတည်ရှိခြင်းဆိုတာတောင် သူ့ထင်းချုံမှုအောက်မှာပဲသူ့အတွင်းမှာပဲရှိနေနိုင်တယ်ဆိုပဲမှန်ပါတယ်အဲ့ဒါတော်တော်လေးနဲ့နဲ့တဲ့အချက်ပဲဖျားသခင်ကမရှိသေးတာတွေကိုရှိလာအောင်ခေါ်နိုင်တယ်ဖန်ဆင်းနိုင်တယ်ဆိုလိုတာကမရှိခြင်းကိုအရှိဖြစ်စေနိုင်တယ်ဟုတ်ကဲ့အပြန်အလှန်ပဲ ရှိပြီးသားအရာတွေကိုလည်းမရှိကြတဲ့အချက်ပြန်ပြောင်းနိုင်တယ်။ဒါကြောင့်တိရှိခြင်းရော မတိရှိခြင်းရော အားလုံးကသူ့အာနာဆက်အောင်မှာပဲ။ခေါ်လို့သေးချင်မှပြောထားတယ်လို့ပဲလေ။မြင်ရတာတွေမမြင်ရတာတွေအရာအားလုံးကသူ့ကြောင့်သူ့အတွက်ဖန်ဆင်းခံရတယ်သူ့အထဲမှာပဲတည်မြဲနေတာ။အဲ့တော့စင်မန်နဲ့ကိုပိုင်းတိရှိခြင်းဆိုတာကဖျားတကင်တစ်ပါးထဲမှာပဲရှိတယ်လို့ဆိုလိုတာပေါ့နော်။ဟုတ်ပါတယ်။အရင်အမြတ်တွေကတော့အဲ့လိုပဲတုံ့တက်ထားတာတွေ့ရတယ်။တကယ်ကိုအံ့ဩစရာပဲ။ ဒါပေမဲ့အရင်အမြက်ဒီကပဲယောဘချမ်းကိုကိုးကားပြီးပြောပြန်တယ်လေအချိန်နဲ့နေရာပေါင်တဲ့ကကျမတို့လိုဖန်ဆင်းခံတွေကဒီအတိပေအတိအကျောက်ကိုဘလုံးမပြပြဝါပါနားလည်နိုင်မှာမဟုတ်ဘူးတဲ့ဟုတ်ကဲ့ဖျားတခင်နည်းနည်းတဲ့အရာတွေကိုသင်သိနိုင်မလားအနန္တတန်ကိုရှင်ကိုအကျွဲမဲ့ရှားလို့သိနိုင်မလားဆိုတဲ့မေကုံးမျိုးပေါ့ဟုတ်ပါတယ်ဖန်ဆင်းခံရဲ့နန်ကဖန်ဆင်းရှင်ကိုဘယ်တော့မှမီမှာမဟုတ်ဘူးငါဘာပြောထားလဲဆိုတော့လေဖျားတခင်ကဖန်ဆင်းခြင်းကိုမစခင်ကတည်းကအဆုံးမှာဘာဖြစ်မယ်ဆိုတာအကုန်ကြိုးသိပြီးသားတဲ့ ဟေရှာယကျမ်းမှာဆိုထားတာလေငါကအဆုံးဖြတ်ကိုအစကတည်းကမထစ်တဲ့တာတွေကိုရှေ့ကတည်းကကြားပြောတယ်ငါကြံတီလီမယ်ငါလိုရှိသမျှကိုငါလုပ်မယ်ဆိုပြောဟွန်းဆိုလိုတာကသူ့အမြင်မှာဆိုဖန်ဆင်းခြင်းတစ်ခုလုံးကပြင်းနေပြီးသားလိုမျိုးဖြစ်နေပြီပေါ့ဟုတ်ကဲ့ဒါကတော်တော်လေးကိုအမ်စဉ်းစားရခက်တဲ့အချက်တွေအချိန်နဲ့နေရာဆိုတဲ့ဒီပုံထဲမှာတော့လူသားကြားဆုံးတာတော့ ကောင်းကင်တမန်တချို့ပုံကန်တာတို့ကက်တင်ရှင်ကောက်တိုင်ပေါ်အတီခန္တာတို့နောက်ဆုံးတရားစီရင်တာတို့ဆိုတဲ့အဖြစ်တွေကအတိတ်ပစ္စုပန်အနာဂတ်ဆိုပြီးအစဉ်လိုက်ဖြစ်ခဲ့တယ်ဖြစ်နေတယ်ဖြစ်ဦးမယ်ဟုတ်ကဲ့တပည့်ဖျားတခင်တော်ကတော့အဲ့ဒီအချိန်တွေအားလုံးကတပြိုင်တည်းပဲယခုမှအကုန်မြင်နေရသလိုမျိုးပေါ့အရင်မြစ်တစ်ခုကတုံးထားတာက အချိန်နဲ့နေရာဆိုတာဖန်ဆင်းခြင်းကိုပုံတွင်းဖို့အကောင့်ထဲပို့ဖို့ပုံစံခွက်လိုပဲလေ ဖယားတခင်ကကြံလိုက်တာနဲ့ဖန်ဆင်းခြင်းကချက်ချင်းပြီးသွားနိုင်တယ်ဆိုတဲ့သဘောမျိုးဟုတ်ပါတယ်ဟေရှာယနောက်တနေရာမှာလည်းငါမတပါချဖယားမရှိငါဟာတရားနှစ်ဖက်ကတဲ့နဲ့ဖယားငါမတပါဘယ်ဖယားမှမရှိဘူးဆိုတာကသူ့ရဲ့အချို့ကြအာနာကိုပြနေရပေါ့ဒီနေရာမှာစိတ်ဝင်စားစရာမီဟွန်းပေါ်လာပြီအချိန်ဆိုတဲ့ပေါင်ထဲမှာအပြည့်ရဲ့အကျိုးဆက်တရားစီရင်ခြင်းကိုချက်ချင်းမလုပ်ပဲဆိုင်းငံ့ထားတော့ဖယားတခင်ရဲ့အလိုတော်ကိုစန့်ကျင်ဖို့အပြစ်လုပ်ဖို့အခွင့်အလမ်းဖြစ်လာတယ်ပေါ့အဲဟုတ်တယ် ဒေသနာကျမ်းမှာပြောထားသလိုပဲလေအပြစ်လုတာကိုအမျက်မစီရင်တော့လူတွေကမကောင်းတာလို့ဖို့အာကြီးတက်ကြတယ်ဆိုတာမျိုးဟုတ်ကဲ့ဒါကြောင့်အချင်းကားလာဆိုတဲ့ဘောင်ထဲမှာလွတ်လပ်စွာရွေးချယ်ခွင့် free will ဆိုတာရှိနေတာဖြစ်တယ်လို့အရင်အမြစ်တွေကဆိုလိုရင်းပါတရားဟောရာကျမ်းမှာလည်းအသက်ရှင်ခြင်းကိုရွေးယူပါဆိုပြီးရွေးချယ်ခွင့်ပေးထားတာတွေ့ရတယ်လေဟုတ်ပါတယ် ဖန်ဆင်းခြင်းအကြောင်းပြောရင်သုံးပါတဆူရဲ့သူထျောက်ပုတ်ကူတားတော်ဘုရားသခင်ရဲ့အခန်းကဏ္ဍကိုလည်းခြံထားလို့မရဘူးနော်။အရင်မြစ်တီကပြောတာကအချိန်ကာလပြည့်စုံလာတဲ့အခါတားတော်ဘုရားသခင်ကအချိန်နဲ့နေရာဆိုတဲ့ဒီလောကဟဲ့ကိုလူသားအဖြစ်ဖန်ဆင်းခံအဖြစ်ဝင်လာခဲ့တယ်ဆိုတာပဲ။မှန်ပါတယ်။ဖိလိပ္ပိကျမ်းယောဟန်ကျမ်းတွေမှာရှင်းရှင်းလင်းလင်းဖော်ပြကြတာပေါ့။တားတော်ကမူလကတည်းကဖျားနဲ့တန်းတူပဲ။ဒါပေမဲ့ကိုယ့်ကိုယ်ကိုနှိမ်ချပြီးကြုံတန်တန်ဆောင်လူစားရိခံယူခဲ့တယ်။ဟုတ်ကဲ့။အဲ့ဒီနာမှာခမိတော်ရဲ့နာမတော် ဆိုလိုလာကအခွင့်အနာအကုန်လုံးကိုအမွေခံပြီးတော့အချိန်နေရာအပါအဝင်ဖန်ဆင်းခံလော့ကကခုလုံးကိုအုပ်ဆိုဖို့အခွင့်ရခဲ့တယ်ဟုတ်ပါတယ်ဖိလိပ္ပိကျမ်းမှာမယ်သူ့နာမည်ရှေ့မှာအကုန်ဒူထောက်ရမယ်သခင်လို့ဝန်ခံရမယ်ဆိုတာမျိုးလေဟုတ်တယ်သူကအဖြစ်တရားကိုချိုးဖြတ်သည်ဖန်ဆင်းခြင်းကိုမူလအရေးရချက်အတိုင်းပြည့်စုံအောင်ပြန်လုပ်မယ်သူဖြစ်လာတာပေါ့ဒါပေမဲ့ဆက်ကိုရင်တိုကျမ်းမှာကြတော့ အဆုံးမှာတားတော်ကအရာအလုံးကိုခမေးတော်လက်ထဲပြန်အပ်ပြီးသူကိုယ်နိုင်လက်ခမေးတော်လက်အောက်ခံဖြစ်လာမယ်။အဲ့ဒီအခါဖယားသခင်ကအလုံးစုံတုံ၌အလုံးစုံဖြစ်တော်မူမယ်ဆိုပြီးပြောထားပြန်ရော။အဲ့ဒါကဘယ်လိုမျိုးလဲ။အဲလာကိုနားလဲဖို့ကအချိန်နဲ့နေရာအတွင်းကသူ့ရဲ့အခန်းကဏ္ဍနဲ့သာဝရကာလကအခြေအနေကိုခွဲကြည့်ဖို့လိုမယ်ထင်တယ်။စကောရင်းဒိုစခွန်ကပြောတာကအချိန်နဲ့နေရာထဲမှာ ဖန်ဆင်းခြင်းကိုပြန်ပြည့်စုံစေတဲ့သူ့အလုပ်ပြီးတော့တဲ့အခါဖြစ်လာမယ့်အခြေအနေကိုပြောတာပါ။အော်ဟုတ်ကဲ့။ဒါပေမဲ့ vartheta မှာတော့တားတော်ကခမည်းတော်နဲ့အမြဲတမ်းတန်းတူပဲ။ဖိလိပ္ပိနစ်ကအဲ့လာကိုထောက်ပြနေတာ။ဖျားသခင်နဲ့ပြန်တူဖြစ်တော်လဲဆိုတဲ့စကားရလေ။ဟုတ်ပါတယ်။တကယ်တမ်းတော့အချိန်နဲ့နေရာအပေါ်ဝင်ဖန်ဆင်းခံလောကတစ်ခုလုံးကိုယ်တိုင်ကကိုလိုတဲ့ဝမ်အရာတားတော်ဖျားသခင်အထက်မှာတည်နေတာပါ။တားတော်ကအရာအားလုံးအရင်ဖြစ်တယ်။ အရာအလုံးကတားတော်အပြင်တည်နေတယ်လို့ဆိုထားတာကိုသတိပြုရမှာပေါ့နှုတ်ထက်စဝင်စားစရာတခုကလည်းဖျားသခင်ကနေရာတိုင်းမှာရှိတယ်ကောင်းကင်နဲ့မြေကြီးကို ပြည့်စေတယ်လို့ဆိုပေမဲ့ဟင်ရှားရကျမ်းမှာပဲကိုကိုကိုဖုံးကွယ်တော်မူသောဖျားလို့လဲခေါ်ထားပြန်ရောဘာဖြစ်လို့ဖုံးကွယ်ထားရတာလဲအရင်မြစ်တွေကရှင်းပြထားတာကတော့ဖျားသခင်ရဲ့မူလဖုံးအသေးကအရင်ကြီးမြတ်လွန်းလို့အဖြစ်စွန့်ထင်းနေတဲ့ကျွန်တော်တို့လိုဖန်ဆင်းခံတွေက ူမျက်နှာတော်ကိုတိုက်ရိုက်မြင်လိုက်ရင်အသက်ရှင်နိုင်မှာမဟုတ်ဘူးပျက်စီးသွားလိမ့်မယ်ဆိုလိုပါပဲဟုတ်ကဲ့ထက်မြောက်ရကျမ်းမှာမောရှိကိုပြောခဲ့တယ်လို့ပေါ့နော်ငါမျက်နှာကိုမမြင်ရဘူးငါကိုမြင်ပြီးအသက်ရှင်နေသူတယောက်မှမရှိဘူးဆိုတာမျိုးဟုတ်ပါတယ်ဒါကြောင့်ဖျားသခင်ကသူ့ကိုသူဖုံးကွယ်ထားရတာဒါဆိုရင်ဖန်ဆင်းခံတွေကဖန်သခင်ကိုဘယ်လိုသိမှာလဲအဲ့ဒါကြောင့်ပဲဖန်သခင်ကဖန်ဆင်းခံထွက်လာခြင်းအားဖြင့်ဆူလိုတာကတာတော်ယေရှုခရစ်အားဖြင့်ဒီလောကကိုသူ့ရဲ့တဘာဝနဲ့အလိုတော်ကိုထင်ရှားပြခဲ့တာပေါ့ဟုတ်ကဲ့ ယောဟန်စနစ်မှာပြောထားတယ်နော်ဖျားသခင်ကိုဘယ်သူမှမမြင်ဘူးဘူးခမီးတို့ရဲ့ယင်ခွင်ထဲမှာရှိတဲ့တပါးတဲ့သောသားတော်ကဖျားသခင်ကိုထင်ရှားစီပြီအတိကြပဲဒါကြောင့်ဖန်ဆင်းခန်တွေကနောင်တစ်ချိန်မှာပြည့်စုံသွားရင်တောင်အချိန်နဲ့နေရာအပြင်ဘက်ကဖျားရဲ့မူလဖုံးအသေးဒီအပြည့်စုံကိုတက်ရိုက်မြင်ရမှာမဟုတ်ပဲနဲ့ဖျားသခင်ကအချိန်နဲ့နေရာထဲမှာသားတော်အဖြစ်သူ့ကိုယ်သူထင်ရှားပြခဲ့တဲ့လောက်ကိုပဲမြင်တွေ့သိရှိခွင့်ရမယ်လို့ဆိုလိုတာဖြစ်ပါတယ် ဒီချက်တွေအားလုံးကိုပြန်ခြုံကြည့်လိုက်ရင်လေအရင်မြစ်တွေကထက်ခါထက်ခါအလေးပြနေတဲ့အဲ့ဒီကအချက်တခုရှိနေတယ်။အဲ့ဒါကတော့ဖန်ဆင်းကံတတ္တဝါတွေကသူတို့ကိုဖန်ဆင်းတဲ့အရှင်ရဲ့အသိပညာတပါဝလမ်းစဉ်တွေကိုဘယ်တော့မှအပြည့်အဝတိုင်းတာလို့မရဘူး။နားလည်နိုင်စွာမှအခြားအသက်ရှိတယ်ဆိုတာပဲ။ဟုတ်ပါတယ်။ဆာလန်ကျမ်းမှာဒါဝိဒ်ဝင့်ခန်ထားတယ်လို့ပေါ့။ဒီအသိပညာကကျွန်ုပ်နားလည်နိုင်တာထက်အလွန်နက်နဲပါတယ်။မြင့်မြတ်လို့မမိနိုင်ပါဘူးဆိုတာမျိုး။ ဟုတ်ပြီယောဘကျမ်းမှာလည်းအလားတူမေဝန်ထူထားတာတွေ့ခဲ့ရတယ်နော်အတိကျပါပဲဖန်ဆင်းခံတဲ့နားလည်နိုင်စွမ်းကဖယားသခင်ကပေါ်ပြတလနားလည်ခွင့်ပေးတယ်လို့ပဲဖြစ်နိုင်တယ်ဖယားသခင်ကအချိန်နေရာတရှိချင်းမတရှိချင်းဆိုတဲ့အခြေခံကြာဆုံးရာတွေကိုတော့သူကိုယ်တိုင်ဘလို့ရှုမြင်သဘောထားလဲဆိုတော့ကိုအချိန်နဲ့နေရာပေါင်းထည့်မှာပဲတွေးခေါ်နိုင်တဲ့ကျွန်တော်တို့အနေနဲ့အပြည့်ဝတည်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးလေ ဟုတ်တာပေါ့ကျမတို့ရဲ့အတိညာဉ်အတွေ့အကြုံအားလုံးကဒီအချိန်နဲ့နေရာဆိုတဲ့ကန့်သက်ချက်တွေမှာပဲရှိနေတာကိုဟုတ်ကဲ့ဒါဆိုရင်ဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုအချင်းချုပ်ပြန်ကောက်ကြည့်ရအောင်ဖေအားသခင်ဟာကျမတို့နေထိုင်တဲ့အချိန်နဲ့နေရာဆိုတဲ့အတိုင်းအတာတွေကိုလုံးဝချော်လွန်ပြီးတည်ရှိနေတဲ့အနန္တတန်ခိုးရှင်ဖြစ်တဲ့ ဟုတ်ပါတယ်အချိန်တိုင်းနေရာတိုင်းမှာတပြိုင်နက်တည်းရှိနေတဲ့သူ့အမိမှာဆိုရင်ဖန်ဆွင်းချင်းချစ်ရှင်တစ်ခုလုံးကအတိတ်ပြစ်ဆိုပံအနာဂတ်ဆိုပြီးဖြစ်နေဆဲဖြစ်တယ်လို့တစ်ချိန်တည်းမှာပဲအစကတည်းကဖြစ်ဖြစ်ဆုံးပြီးသားလည်းထင်နေတယ်อืมဒီဦးအစတွေကဖန်ဆင်းခံနေရဲ့အကန့်အသတ်ရှိတဲ့နားလည်မှုအတိပညာတွေထက်အများကြီးကျော်လွန်နေတယ်ပေါ့နော်ဟုတ်ကဲ့နောက်ဆုံးနေနဲ့လေဒီဆွေးနွေးမှုနဲ့ဆက်ပြီးတွေ့ဆရာအချက်လေးတစ်ခုတင်ပြချင်ပါတယ်အရင်မိတဲ့တဲမှာစာလံတုံးကိုမဆိုးထားတာက ျွန်တို့ရဲ့ကိုရင်ကအစင်ပိုက်တွေကိုမဆုံလင်းခင်ကိုတော့မြင်တယ်။အဲ့ဒါတွေဖြစ်လာမှာကိုမဖြစ်ခင်ကတည်းကစိုင်းတော့မှအကုန်မှတ်ထားတယ်လို့ဆိုတယ်။ဟုတ်ကဲ့။ပြီးတော့ယေရမိချမ်းမှာလည်းငါကမင်းအမိဝမ်းထဲမှာမဖန်ဆင်းခင်ကတည်းကမင်းကိုတည်တယ်။ဝမ်းထဲကမထွက်ခင်မင်းကိုတန့်ချင်းစေပြီး profit အရာမှာခတ်ထားတယ်လို့ဆိုထားတယ်။음။ဒီချမ်းပိုက်တွေကဖျားသခင်ရဖန်ဆင်းခံတရားကိုချင်းစီရဲ့ဘဝတစ်ခုလုံးတို့တို့လုံးမဲ့ရွေးချယ်မှုတွေကြုံရမယ်အကျိုးဆက်တယ်။အားလုံးကို အချိန်မစခင်ဖန်ဆင်းခြင်းမစခင်ကလေးကအကုတ်အဆင့်ကြိုတီးပြီးသားဖြစ်တယ်ဆိုတာကိုပြနေတယ်ဟုတ်ပါတယ်ဒါမဲ့တစ်ချိန်တည်းမှာပဲခုနကကျွန်တော်တို့ပြောခဲ့သလိုအချင်းကာလာပေါင်းအတွင်းမှာလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုလည်းဖန်ဆင်းခံတယ်ကိုပေးထားတယ်လေမှန်ပါတယ်ဆိုတော့ဒီအချက်နှစ်ခုဖះရဲ့အကျွင်းမှာကြိုတင်တည်မြဲမှုနဲ့ဖန်ဆင်းခံရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဒါတွေကအချိန်နဲ့နေရာဆိုတဲ့ကန့်တချက်ထင်းမှာပဲနေရတယ်ကျွန်တော်တို့အမြင်ကကြည့်ရင်ဘလို့ဆက်ဆက်နေမလဲလွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ဆိုတာရဲ့တကယ့်တဘာဝနဲ့ဖျားသခင်အကျွေးမဲ့အချို့အခြားအာဏာဒီနဲ့နဲ့မှုတွေကဘလို့အတိတ်ပဲတက်ရောက်နေမလဲဆိုတာကိုဆက်ပြီးတွေးတော်ဆင်ခြင်ကြည့်ဖို့မေကွန်းတစ်ခုဖြစ်ထားခဲ့ခြင်းပါလေခင်ဗျာ